ဒီဒီဘက်မှာတော့ဂါသာသတင်းတွေနဲ့အမေရိကန်ဆိုရရန်ရရဆိုင်သွားတဲ့သတင်းတွေကထိတ်တန့်သတင်းတွေဖြစ်ခဲ့ပါတယ်။နှစ်နှစ်ကျော်ကြာလာတဲ့ဂါသာဒေသမှာစစ်ပွဲတွေရပ်ဖို့အမေရိကန်ရဲ့ဂျာဝင်ကမ်းလှမ်းတဲ့ညီညာရေးအစိုးပြုချက်ကိုအစ္စရေးနဲ့ဟာမတ်တို့လက်ခံပြီးတဲ့နောက်အီဂျင်နိုင်ငံရှမ်းရရှိမြို့မှာဆွေးနွေးမှုတွေဖြစ်လာခဲ့ပါတယ်။ဟာမတ်ဘက်ကဒဇာဂန်တွေအားလုံးလှုပ်ပေးရေးကိုမူအားဖြင့်လက်ခံထားပေမဲ့ရန်နက်စွန့်ဖို့နဲ့ နာဂတ်ကာသနိုင်ငံရေးမှာပါဝင်ခွင့်မရှိသေးရဘူးဆိုတဲ့အချက်တွေပေါ်မှာတော့တုံ့ပြန်တာမျိုးမရှိသေးပါဘူး။ထရန့်ကညှိနှိုင်းမှုတွေအတွင်းဂါသာမှာဘုံကျဲမှုတွေရထားဖို့အစ္စရေးကိုတိုက်တွန်းပေမဲ့တိုက်ပွဲတွေကဆက်ပြီးဖြစ်နေသေးပါ။အစ္စရေးနိုင်ငံအနှံ့ပြားမှာတော့ဟာမတ်တွေတိုက်ခိုက်လို့တေဆုံးသွားသူတွေအတွက်ခြေကွဲအောင်းမိတ်ပွဲနှစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွေကိုအောက်တိုဘာ9ရက်မှာကျင်းပခဲ့ကြပါတယ်။ တုညီချက်ပထမအဆင့်ကိုအစ္စရေးနဲ့ဟားမတ်တို့သဘောတူခဲ့ကြပြီးထရန့်ကတမိုင်းဝင်နေရဖြစ်သူ့ရဲ့ True Social မှာရေးခဲ့ပါတယ်။ဂါဇာမှာအစ္စရေးရဲ့စစ်ဆင်မှုတွေရပ်ဖို့အတွက်တရုတ်ကကုလသမဂ္ဂလုံခြုံရေးကောင်စီမှာတိုက်တွန်းခဲ့ပါတယ်။ဒီမိုကရက်တွေနဲ့သဘောတူညီချက်မရလို့ဘတ်ဂျက်အတည်မပြုနိုင်တဲ့အတွက်အမေရိကန်အစိုးရရန်တရာရပ်တန့်မှုဟာကိုယ့်ရဲ့ကြော်လာပြီးဖြစ်ပါတယ်။ဒါအမေရိကန်ပြည်တွင်းရေးဆိုပေမဲ့နိုင်ငံတကာစီးပွားရေးနဲ့ကမ္ဘာအရေးကိစ္စတွေပေါ်တက်ရောက်နေပါတယ်။ ဘတ်ဂျက်ပြဿနာကြောင့်ကမ္ဘာဒေါ်လာဖြန့်ကျက်ထားတဲ့ operation ၉ခုတည်းကကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေကို၄ဘုံ၃ဘုံလောက်ချော့ချသွားဖို့ကုလသမဂ္ဂရဲ့ထိပ်ပိုင်းအရာရှိတွေကပြောဆိုထားပါတယ်။ရန်မုံငွေအဓိကထောက်မှန်နေတဲ့အမေရိကန်ဆိုးရစီကနောက်ထပ်ရမယ့်ငွေကြေးအကူအညီနဲ့ပတ်သက်လို့မတိကြတော့တဲ့အတွက် ကုလသမဂ္ဂဟာအခက်အခဲတွေနဲ့ရင်ဆိုင်လာရပါတယ်။အော်တိုဘာ၁၀ရက်မှာမြောက်ကိုရီးယားအာဏာရပါတီဖြစ်တဲ့ကိုရီးယားအလုသမားပါတီက၂၈၀ပြည့်အခမ်းအနားကိုကျင်းပဖို့လှုံ့ဆော်နေပြီးအဲ့ဒီခမ်းအနားကိုတရုတ်ဝန်ကြီးချုပ်လီချန်တက်ရောက်ဖို့ရှိနေပါတယ်။ ီခရီးစဉ်မှာမြောက်ကိုရီးယားသမ္မတကင်ဂျုံအန်နဲ့လည်းတွေ့ဆုံမှုရှိနေတယ်လို့နိုင်ငံတကာသတင်းတွေကဖော်ပြနေပါတယ်။ဒီအပိုင်းမှာပဲအသက်83နှစ်ပြည့်သွားတဲ့ရုရှားသမ္မတပူတင်ဟာအော်တိုဘာ9ရက်မှာကာကွယ်ရေးဝန်ကြီးနဲ့ထောက်လှမ်းရေးအကြီးအကဲတွေအပါအဝင်စစ်ဦးစီးချုပ်တွေယူကရိန်းစစ်စင်ရေးမှာတာဝန်ထမ်းဆောင်နေတဲ့အစိုးရအရာရှိတွေနဲ့အတူစိန့်ပီတာစပန်မြို့ကဖျားရှိကိုးကြောင်းကိုသွားကမွေးနေ့ထိမ့်မှဆူတောင်းတာတွေလုပ်ခဲ့ပါတယ်။ и узакованных разреши вы, сам душу раба твоего упокой. ပူတင်ရဲ့မွေးနေ့ကိုဂွန်မြူသွင်းလာပေးခဲ့တဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံဟန်ကရုရှားကိုကူညီထောက်ခံသွားမယ်လို့ဖော်ပြခဲ့ပါတယ်။ပူတင်ဟာယူကရိန်းစစ်မေးပြင်းနေရာတိုင်းမှာရုရှားကအသာစီးရနေပြီးအရှိကိုမှန်မှန်ချီတက်နေတယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထိတ်တန့်အရာရှိတွေနဲ့တွေ့ဆုံချိန်မှာပြောခဲ့ပါတယ်။ဒီဒီပတ်တည်းမှာရုရှားကယူကရိန်းကိုဒရုန်းအစင်းရာကြုံနဲ့တိုက်ခိုက်ခဲ့လို့ပိုလန်ကသူ့လေပိုင်နဲ့ထက်ဝင်လာမှာဆိုပြီး နေတိုးလင်းရင်တွေပြန်တက်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာရုရှား drone 183စင်းနဲ့154စင်းကိုပစ်ချခဲ့တယ်လို့ယူကရိန်းကဆိုပါတယ်။ရုရှားတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ9ဦးဒဏ်ရာရပြီးတေဆုံးသတင်းမရသေးဘူးလို့ဆိုပါတယ်။မကြခင်ကယူကရိန်းကိုအမေရိကန်ကတိုမဟော့စ်ဒုံးကြီးတွေပေးရမယ်ဆိုတဲ့ထရန့်ရဲ့ဆုံးဖြတ်ချက်ဟာဂျိုးဘိုင်ဒန်ရဲ့လိုင်းစင်ကိုလိုက်နေတယ်လို့ရုရှားလူညုံရေးကောင်စီဒုတိယဥက္ကဋ္ဌဒီမီထရီမက်ဗီဒက်ကဝေဖန်ခဲ့ပါတယ်။ ဒီကိစ္စပေါ်ပူတင်အပါဝင်ရုရှားခေါင်းဆောင်ပိုင်းတွေကဒေါသကြီးတုံ့ပြန်ခဲ့တယ်လို့ရုရှားဒုတိယနိုင်ငံသားရေးဝန်ကြီးကယူကရိန်းကိုတိုမာဟော့စ်ဒုံးကြီးပေးခဲ့ရင်အခြေအနေတွေလုံးဝပြောင်းလဲသွားပြီလို့သတ်မှတ်ရပါလိမ့်မယ်။ပေးသူရောလက်ခံပြစ်ခတ်သူပါဒုက္ခရောက်စေရမယ်လို့ပြောခဲ့ပါတယ်။ဒါ့အပြင်ယူကရိန်းပြစ်မှတ်တွေကိုတက်ခိုက်ဖို့တရုတ်ထောက်လိုင်းရေးဂျိုရူးတွေစီကကူညီနေတယ်ဆိုတာအခြေအနေမရှိရဲ့စွပ်စွဲချက်ဖြစ်တယ်လို့ပူတင်ရဲ့ပြောခွင့်ရဒီမီထရီပက်စကော့ကပြောပါတယ်။ရုရှားရဲ့စစ်စင်ရေးတွေအောင်မြင်မှုကိုပိုင်အရေးချင်းရှိတာကြောင့် ဘရုစီကမှအကူအညီယူစရာမလိုဘူးလို့လည်းပြောဆိုခဲ့ပါတယ်။ယူကရိန်းစစ်ပွဲမှာပါဝင်တိုက်ခိုက်ပေးရင်တလားကိုအမေရိကန်ဒေါ်လာ2000ပေးမယ်လို့ရုရှားကကန့်လန့်ခဲ့ပါတယ်။ဒီကန့်လန့်မှုကြောင့်တလားဒေါ်လာ20သာရနေတဲ့ကျူးပါနိုင်ငံသား2500ဟာရုရှားကိုမကြရင်ရောက်လာတော့မှဖြစ်ပါတယ်။ဒီအပိုင်းမှာပဲနိုဘယ်ဆုစတင်ပေးခဲ့ပြီးဆုမျိုးစားလိုက်တရချင်းရွေးချယ်နေလို့ထရန့်ရဲ့နိုဘယ်ဆုအိမ်မက်ဟာမျှော်မှန်းသလိုဖြစ်လာလိမ့်မလားဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီလိုသတင်းတွေဒါမကပဲတခြားစိတ်ဝင်စားကြသတင်းတွေလည်းဒီတစ်ပတ်မှာဖြစ်ခဲ့ပါသေးတယ်။ပြင်သစ်ဝင်ကြီးချုပ်အစ်စ်တက်ပြီးနိုင်အနေငယ်အတွင်းနှုတ်ထွက်သွားတဲ့သတင်းအိန္ဒိယမြောက်ပိုင်းမှာမြေပြုံမှုကြောင့်လူ15ဦးသေဆုံးက3ဦးဒဏ်ရာရခဲ့တဲ့သတင်းအင်ဒိုနီးရှားမှာသာသင်ကျောင်းပြိုကျလို့80နီးပါးသေဆုံးခဲ့တဲ့သတင်းစစ်ပွဲအတွက်လူတိုင်းကပြင်းစင်နေကြတယ်လို့ဆာဗီးယားတမရကပြောဆိုလိုက်တဲ့သတင်း စစ်ဖြစ်လာရင်လူထောင်ပေါင်းများစွာကိုဘေးလွရာရွှေ့ပြောင်းမှုလစ်တူရေးနီးယားကပြင်ဆင်နေတဲ့သတင်းအမေရိကန်တန်ယုံကိုတိုက်ခိုက်ဖို့စီစဉ်သူတွေဟာအမေရိကန်နိုင်ငံမှာရှိနေတယ်လို့ဗင်နီဇွဲလားကပြောလိုက်တဲ့သတင်း Los Estados Unidos de Norteamérica y tienen los nombres တရုတ်မျိုးသမီးနဲ့ချစ်ကြိုက်တဲ့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဌာနအရာရှိအလုပ်ထုတ်ခံရတဲ့သတင်းစားတဲ့သတင်းတွေဒီဒီဘက်မှာဖြစ်ခဲ့တဲ့ဆိုတာတင်ပြရင်ယခုဒီဘက်နိုင်ငံတကာသတင်းသုံးသပ်ဖော်ပြမှုကိုဒီမှာပဲရက်လိုက်ချင်ပါတယ်